။တစားမောင်းမိုးနဲ့အတူမိုးကုတ်မြေကတိုက်ပွဲမီးပွား။မန်းလေးမြောက်ပိုင်းမြေပြင်ထိုးစစ်နှင့်တရနယ်လီဆော့ခွာမြေမိုးကုတ်မြို့။ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။အခုလိုမျိုးကမ္ဘာအရေးမြမအရေးသတင်းတွေကိုသတင်းခေတ် channel မှာအချိန်နဲ့တပြေးညီတင်ဆက်ပေးတော့မှာဖြစ်လို့ channel လေးကို subscribe လေးလုပ်ခဲ့ပြီးမမေ့ပါနဲ့နော် ဗရမများမြေမှုကမှာအခုလိုအချိန်ဟာတစောင်းမုံမှုစီချင်းဖြစ်ပါတယ်။ရှစ်လူကြီးရဲ့အဆိုအရကြောက်ပြတ်သက်ဖျားတောင်မှာတောင်နေကြပန်းတွေဝါထိန်အောင်ပွင့်လာရင်မိုးကုံမှာမိုးကုံပြီလို့ပြောနိုင်ပေမဲ့လက်ရှိမှာတော့မိုးကြံနေသေးပြီးမိုးရွာသွန်းနိုင်တဲ့အခြေအနေမှာရှိနေပါတယ်။ ဒီလိုတစောင်းမုံမုံနဲ့တိုက်ဆိုင်စွာနဲ့ပဲမန်လေးတိုက်မြောက်ပိုင်းကမတရာစင်ကူနဲ့တပိတ်ချင်းနယ်မြေတွေမှာတိုက်ပွဲတွေဟာအရှိန်အဟုန်မြင့်မားလာနေတယ်လို့တရားနာလေးဆက်ခွာမယ်မူကုံမြို့မှာလေနိုင်ငံရေးရှုပ်ထွေးမှုတွေဖြစ်ပေါ်နေပါတယ်မန်လေးတိုက်မြောက်ပိုင်းကမတရာစင်ကူနဲ့တပိတ်ချင်းနယ်မြေတွေမှာအခြေအနေကအတော်လေးဆိုးနေပါတယ် man pdf 2က ara မြစ်ကူရဲနာတင်ခတတာအပါအဝင်တတာ30ကိုဖြတ်စည်းခဲ့တာကြောင့်စစ်ရေးအရာအထင်အားခဲ့တဲ့တမရော်ဟာလေကြောင်းနဲ့မြေပြင်စစ်ကြောင်းကြီး၃ခုပေါင်းဆက်ထိုးစစ်ကိုပြင်းပြင်းထန်ထန်စတင်လိုက်ပါတယ်စစ်ကြောင်းတွေဟာဆယ်တော်ကြီးဘက်မိုးကုတ်မန်လီလန်အတိုင်းစင်ကူနယ်ဘက်နဲ့ဆရက်ကွင်းရာနာထီ utb ထိုးဖောက်နေပါတယ်တမရော်ရဲ့လေကြောင်းနဲ့မြေပြင်တုံ့ပြန်ထိုးစစ်ကြောင်းဒီနယ်မြေတွေမှာတိုက်ပွဲတွေဟာအလွန်ပြင်းထန်လာနေပြီးဒေသခံတွေအတွက်အသက်အန္တရာယ်ကြီးမားစေတဲ့အခြေအနေဖြစ်တယ်လို့သုံးသပ်ရပါတယ် လာမယ့်ရက်သက်တပတ်မှာတိုက်ပွဲတွေပိုပြင်းထန်လာအောင်မှာဖြစ်ပါရယ်မိုးကုံမြို့ရဲ့နိုင်ငံရေးနဲ့စီးပွားရေးလှုပ်ရှားမှုများတစ်ချိန်တည်းမှာပဲဗရမ ्या မြေမိုးကုံမြို့ရဲ့နိုင်ငံရေးစက်ခုံပေါ်မှာပိုပြီးရှုပ်ထွေးတဲ့ကိစ္စတွေဖြစ်ပေါ်လာပါရယ် TNL ပလောင်တပ်ဖွဲ့တွေကနိုဝင်ဘာလ25ရက်နေ့မှာမြို့ရဲကနေအပီးပိုင်ဆုတ်ခွာမယ်လို့သတင်းတွေထွက်လာပါတယ်။ဒီလိုဆုတ်ခွာတာဟာတမရော်နဲ့ယာယီအပြစ်ခံရဲစဲရေးကိုလေးစားလိုက်နာခြင်းဖြစ်တယ်လို့ယူဆရပါတယ်။ TNL ထွက်ခွာသွားတဲ့က TNL ကိုတစ္ဆာခံခဲ့တဲ့ပလောင်ရွှာနေနဲ့ဒေသခံတွေကတက်မတော်ပြန်ဝင်လာရင် လုံခြုံရေးဘလို့အောက်မခံစားပေးမလဲဆိုတဲ့မေးခွန်းတွေထောက်လာကြပါတယ်။ TNL ဆုတ်ခွာပြီးမယ် NUG လက်အောက်ခံမိုးကိုပြူဟာပကဖစရိအဖွဲ၆ဖွဲကတော့ဆက်လက်တဆဲသွားမယ်လို့ကြေညာလိုက်ပါတယ်။ဒီချိန်လေးဟာမိုးကုံမြို့မှာ TNL နဲ့ NUG PDF တို့ကြားနိုင်ငံရေးအာဏာလွန်ဆွဲမှုကိုပြသနေပါတယ် ပိုးပြီးအငေးပွားစရာဖြစ်တာက NUG လက်အောက်ခံမိုးကုတ်ပါကဖာကမိုးကုတ်ကာကွယ်နေရာကိုကြောက်တူးဖို့ဖွင့်ပေးလိုက်တဲ့ဆိုတဲ့အချက်ပါပဲ။ကာကွယ်ကငွေစုတတ်မှတ်ပုံအရာအမြင့်ဆုံးဖြစ်ပြီးကြောက်တူးသူတွေစီက25ရာခိုင်နှုန်းအစုကိုရယူရာဟာစစ်ရေးလှုံ့ဆော်မှုတွေအတွက်ဝင်ငွေအရေးမြတ်ရှာဖွေခြင်းကိုရည်ရွယ်တယ်လို့ရှင်းရှင်းလင်းလင်းမြင်ရပါတယ်။မန္တလေးမြောက်ပိုင်းမြေပြင်ထိုးစစ်နှင့်တံတားဖြက်စီးမှုများ ပြီးခဲ့တဲ့လမှာလေကြောင်းအထိကထားချိန်မုံခဲ့တဲ့တမရော်ဟာအခုချိန်မှာစစ်ကြောင်းကြီးတုံးခုချီပြီးမဒရာစင်ကူတပိတ်ချင်းနယ်မြေတရှောင်းမြေပြင်ထိုးစစ်ကိုစတင်လိုက်ပါပြီစစ်ကြောင်းတစ်ကြောင်းကမဒရာနယ်ရဲကလက်နက်ကင်အုံကြသူတွေရဲ့ဆုံလန်းဖြစ်တဲ့စေရောကြီးဘက်ကိုထိုးဖောက်ဝင်ရောက်ပါတယ်နောက်စစ်ကြောင်းတစ်ခုကမိုးကုံမန်လီလန်အတိုင်းမဒရာနယ်ရဲကနေစင်ကူနယ်ဘက်ကိုစစ်ကြောင်းထိုးပါတယ်တတိယဆက်ကြောင်ကတပိတ်ချင်းအရှိဘက်ကလမ်းလေကျေရွာကနေမိုးကုတ်မန္တလေးလမ်းမကြီးကိုဦးတည်ပြီးဇယကွင်းရွာအနီးကိုရောက်ရှိပါရယ် တမရော်လီကလည်း4ဒေါ်လာစုံနဲ့လက်ပံလာရွာသားကိုတောက်လျှောက်ချေမှုန်နေပါရယ်ဆရက်ကွင်ကွင်30ဝက်တီဖက်ရှိလေးကြချောင်းကြီးကြောက်ဖြူစရဲတပိတ်ချင်းနဲ့စိန်ကူးနေရရွာတွေမှာလေးချောင်းတိုက်ခိုက်မှုတွေပြင်းထန်နေပါရယ်တိုက်ပွဲတွေပုံမကြမ်းတမ်းလာတဲ့အကြောင်းရင်းကတော့စင်ကူနေရဲမှာအခြေပြုတဲ့ man pdf တို့ကရှပ်ပိုင်းအတွင်တရား30ဖြတ်ဆင်းခဲ့တာကြောင့်ပဲဖြစ်ပါရယ်ဒီတရားတွေကတော့ ar မြစ်ကူရန်နာတင်ခတရား29ရက်10လ2025 မဒရာနေရဲကတငါတဒါနဲ့ပြင်းပင်ရွာအထွက်ကတဒါတစင်တရက်စတလာ2025လို့ပဲဖြစ်ပါရယ်ဒီအချိန်ဤအရာလေးချောင်းနဲ့မြေပြင်စကြောင်းကြီးတုံကူပေါက်ဆက်တဲ့ထိုးစစ်ကြောင့်မဒရာစင်ကူတပိတ်ချင်းနေရီမှာတိုက်ပွဲတွေဒီရက်သက်တပတ်ထဲမှာအလွန်ပြင်းထန်နေအောင်မှာဖြစ်ပါရယ် TNL ဆောက်ခွာမဲ့တဲ့င်းနဲ့ရေမစေးကြောင်းလုပ်ငန်းမန်လေးမြောက်ပိုင်းတိုက်ပွဲတွေပြင်းထန်နေတဲ့အချိန်မှာပဲဗရမ်းမြောင်းမြို့ကမြို့ရဲမှာတော့ TNL ပလောင်တက်များဆောက်ခွာမဲ့တဲ့ရင်ကြောင့်လှုပ်လှုပ်ရှားရှားဖြစ်နေပါရယ် DNL ဟာနိုဝင်ဘာလ25ရက်နေ့မှာမိုးကုတ်မြို့ရဲကနေအပီးပိုင်ထွက်ခွာမဲ့ကြောင်းသတင်းတွေထွက်ပေါ်လာပါတယ်။ဒီသတင်းထွက်ပေါ်လာခြင်းရဲ့အဓိကအစားကတော့မိုးကုတ်မြို့ကိုတမရော်ထံပြန်လည်ပေးအပ်ပြီးယာယီအပြစ်ခံရစေးလောက်ခဲ့ပြီးတဲ့နောက် DNL ကကြောက်တွဲလောက်ကိုင်းနေတဲ့ဝကိုကန် AA နဲ့ KIA တို့မှလုပ်ငန်းရှင်များကိုနိုဝင်ဘာလ25ရက်နေ့မှာထွက်ခွာဖို့အမိန့်ပေးခဲ့ခြင်းကြောင့်ပဲဖြစ်ပါတယ်။ DNL ဆက်ခွာသွားတဲ့အချိန်မှာမြို့မနာဖို့အရှိကိုမြို့ပေါ်ရက်ွက်ကြီးငါးခုကအုတ်ကြီးတွေစုပေါင်းဆွေးနွေးခဲ့ကြပါတယ် DNL ကိုသစ္စာခံပြီးပုံကံမှုမှာတကြွစွာပါဝင်ခဲ့တဲ့ပိန်ပြစ်၊စင်ခွာ၊ဘောလုံးကြီးစတဲ့ပလောင်ရွာသုံးရွာကလည်းတက်မတော်ဝင်လာရင် DNL လူကြီးတွေဘလို့အာမခံချပေးမလဲဆိုတာစီဝေးမေးခွန်းထုတ်နေကြပါတယ်။ NUG လက်အောက်ခံအဖွဲ့များဤရက်တီချက်နဲ့ခောက်ကွင်းကြောက်တွင်ဖွင့်ခြင်း DNL ကမြုပ်ပြန်ပြေတော့မယ်ဆိုတဲ့အခြေအနေမှာ NUG လက်အောက်ခံတများကတော့စန့်ကျင်မဲ့ရက်တီချက်ကိုထုတ်ပြန်လိုက်ပါတယ်။မိုးကုတ်ဗျူဟာမိုးကုတ်ပါကဖမန် PDF 1922တည်းရင် ကျင်းလေပကဖာနေမြင်းကြံကြတဲ့အဖွဲ6ဖွဲတို့က TNL ဆောက်ခွာပေးမယ်၎င်းတို့အနေနဲ့မိုးကုတ်မြို့ကနေဆောက်ခွာမှာမဟုတ်ပဲဆက်လက်ကာကွယ်သွားမယ်လို့ကြေညာခဲ့ပါတယ်သူတို့အခေါ် NUG ဇမ္မာရေးဝန်ကြီးစောဝေဆိုးဆိုသူမိုးကုတ်ကိုရောက်ရှိနေတဲ့တည်မှာထွက်ပေါ်နေပါတယ် TNL ထွက်ခွာတော့မယ်ဆိုတဲ့အချိန်ဒီမှာ NUG လက်အောက်ခံမိုးကုတ်ပကဖာကမိုးကုတ်ကာကွယ်နေရာကိုကြောက်တူးဖို့ဖွင့်ပေးလိုက်ကြောင်းသိရပါတယ် ဆိုလိုဒီမှာမြည်သူမဆိုကြောက်တူးနိုင်ပြီးရရှိသောအစုအီ၄ပုံ၃ပုံ25ရာဂိုင်းနှုန်းကိုမိုးကုတ်ပကဖာကူပေးရမှာဖြစ်ပါရယ်။ကာကွင်းသည်ငွေစုသတ်မှတ်ပုံအရာအမြင့်ဆုံးဖြစ်ပြီးကြောက်တွင်းတစ်တွင်ကိုအ ਨੇ စုံ300ဝန်းကျင်ပေးရမယ်လို့လည်းသိရပါရယ်။တစောင်းမိုးမုံကုန်ဆုံးပြီးတဲ့နောက်ကြောက်တွင်းရာသီစတင်မယ်။ကာလမရောက်မီအခုလိုချိန်မှာမဒရာ၊စင်ကူ၊တပိတ်ကျင်းနယ်တွေမှာတမရော်ရဲ့မြေပြင်ထိုးစစ်ကြောင်းတိုက်ပွဲတွေပြင်းထန်လာနေပါရယ်။ မိုးကုတ်မျိုးကြီးကတော့ TNL စက်ခွာရေး NUG PDF ဆက်လက်တဆွေအငင်းပွားမှုတွေနဲ့ရှုပ်ထွေးမှုတွေကြားမှာတိတ်ဆိတ်ငြိမ်သက်နေအောင်မှာဖြစ်ပါရယ်။မန်လီမြောက်ပိုင်းမှာတမရော်နဲ့ PDF တို့ရဲ့ပြင်းထန်တဲ့စစ်ရေးထိတ်တန့်ရင်ဆိုင်မှုတွေဖြစ်နေပါရယ်။ပြည်များမြေမိုးကုတ်မှာတော့ TNL ရဲ့စက်ခွာမှု NUG PDF ရဲ့နိုင်ငံရေးရည်တည်ချက်နဲ့ကြာတွင်းစည်းဝါးရေးအာဏာလွန်ဆဲမှုတွေကြောင့်ရှုပ်ထွေးတဲ့အလေပြောင်းတစ်ခုကိုရင်ဆိုင်နေရပါရယ်။ ကြာရီအလုံးဟာစည်ရနိုင်ငံရေးနဲ့စီးပွားရေးအကျိုးစီးပွားရေးပေါက်ဆက်နေတဲ့မဟာဗျူဟာများထိတ်တန့်ရင်ဆိုင်မှုကိုထင်ဟပြနေတယ်လို့သုံးသပ်ရပါတယ်။တစောင်းမုံမုံနဲ့အတူမိုးကုတ်မြို့ကြီးကန်ကောင်းပါစေကြောင်းဆုမွန်ချွေရင်းဤကုန်းချုပ်လိုက်ပါရရှင်။အခုတင်ပြချက်ပေါ်မှာမိတ်ဆွေတို့ရဲ့သုံးသပ်ချက်များကိုလည်းကွန်မန့်ကနေတဆင့်ညွှန်ဝေပေးခဲ့ပါဦးနော်။ အခုလိုစိတ်ဝင်စားကြကောင်းမယ်ကမ္ဘာရေမြမရေသတင်းများစွာကိုအစဉ်လိုတင်ခင် channel ကို like and subscribe လေးလုပ်ပြီးဘေးနားနိုတီဘဲလီကိုလည်းနှိပ်ထားဖို့တမမေပါနဲ့နော်ကြည့်ရှုသူများအားလုံးဘေးရန်ခတ်သိမ်းကင်းရှင်းကြပါစေရှင်